ဂျပန်လိုခရိုမီယာနီနာအမီနဲ့မနှေးနန္ဒာဂျပန်နိုင်ငံ TV ကြော်ညာမော်ရီနဲ့ TV ဒရမာတော့ရှိုးတွေမှာနိပညာကျေတပွင့်အနေနဲ့နေရာရနေသူတူဖြစ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ကျမနာမည်ကကျတော့အခုနှေးနန္ဒာလို့ခေါ်ပါတယ်။မြန်မာနာမည်ကနှေးနန္ဒာပါ။ဂျပန်နာမည်ကဆိုလို့ရှိရင်ခရိုမီယာနီနာပါရှင်။ကျမကျတော့အခုဂျပန်နိုင်ငံမှာအနုပညာအလုပ်ကိစ္စလေးတွေလုပ်နေပါတယ်ရှင်။ကေရခိရနာပေါ်ပါရင်နာ။ယေကိုဟာမတ်တကတော့။အရှင်နီကော ဂျပန်နိုင်ငံနာဂိုယာမြို့ကိုအသက်10နှစ်အရွယ်မှာရောက်ရှိခဲ့ပြီးနာဂိုယာတက္ကသိုလ်ကနေပွဲရခဲ့တာပါအခုဂျပန်ကိုရောက်ရှိလာတာကကျွန်တော်10နှစ်သမီးတုန်းကရောက်ရှိလာပြီးတော့ဂျပန်မှာဆိုလို့ရှိရင်ဂျပန်ကျောင်းပေါ့နော်ဟိုအလေတန်းအထက်တန်းပြီးတော့တက္ကသိုလ်အထိတက်ခဲ့ပါတယ်တက္ကသိုလ်ကကျတော့အင်္ဂလိပ်စာနဲ့ပွဲရခဲ့ပါတယ်ဆင်အဲ့အခုဟိုဝင်နေတဲ့ model agency ပေါ့နော်အဲ့ model agency ကနေတော့ကျွန်မကိုစကားလာပြောပါတယ်ဒီအမှုပညာအလုပ်ကိစ္စလေးတွေစိတ်ဝင်စားတယ်ဆိုလို့ရှိရင်သူတို့အားလုံးကူညီပေးမယ်ဆိုတဲ့အကြောင်းလေးလာပြောတဲ့အတွက်ကြောင့်ကျွန်မလည်းအဲ့စိတ်ဝင်စားတဲ့အတွက်ကြောင့်အဲ့ နုပညာအလုပ်ကိုပေါ့နော်လုပ်ခဲ့ပါတယ်ရှင်။မြန်မာနိုင်ငံကလူငယ်တွေကိုလည်းမိမိရဲ့အတွေ့အကြုံတွေကိုဝေမျှရင်းတက်နိုင်သလောက်အကူအညီပေးခြင်းတယ်လို့လည်းအခုလိုပြောပြခဲ့ပါသေးတယ်။အခုဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ဂျပန်နိုင်ငံမှာလုပ်ခဲ့တဲ့အနုပညာအတွေ့အကြုံလေးတွေကိုလည်းအကုန်လုံးမြန်မာနိုင်ငံမှာပြန်ပြီးတော့ပြန်လည်ပြီးတော့ပြသပေးခြင်းနဲ့ပြီးတော့ကျမရဲ့အတွေ့အကြုံလေးတွေကဟိုပြောပြခြင်းနဲ့အဲ့ဒါလေးတွေကိုကြည်ပြီးတော့လူငယ်လေးတွေစိတ်ဝင်စားလို့ရှိရင်လည်းသူတို့လည်းအဲ့လိုမျိုးစူးစမ်းပြီးတော့ လှုပ်စေခြင်းနဲ့လို့စိတ်ထဲမှာလည်းရှိပါတယ်ရှင်အောင်မြင်စေခြင်းနဲ့လို့လည်းစိတ်ထဲမှာရှိပါတယ်မနီနန္ဒာရဲ့ဂျပန်မြန်မာအကြအနုပညာပေါင်းဦးတရာဖြစ်ခြင်းနဲ့ဆန္ဒကိုလည်းမိမိတို့အနေနဲ့တနိုင်သလောက်ဖြည့်ဆင်းသွားမယ်လို့မနီနန္ဒာရဲ့ model agency ကလည်း DBB ကိုပြောပြခဲ့ပါသေးတယ်ခင်ဗျာကျွန်တော်ဆော်ဆော်လိုင်းတူချိုကနေသတင်းပေးပို့ခဲ့တော့ပါ